မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဇာတ်လို့အခုဆိုရင်2025ခုနှစ်ရဲ့ပြည့်တရီတစ်ခုရဲ့နောက်ဆုံးနေ့ဖြစ်တဲ့စနလပိုင်းကိုရောက်ရှိလာတော့ပါဒီစနလပိုင်းမှာတနင်္လာသမီးမိတ်ဆွေတွေဘယ်ယာရီချိုးပြီးအားသာကံကောင်းစီပြီးတော့ဘယ်ယာရီတတိချဆင်ကြီးရမလဲဆိုလဲတလတာအချင်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်တနင်္လာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစီကြောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုတာရင်းနဲ့ တလင်းလာသားသမီးမိတ်ဆွေတို့ကံကိုဆရာကဥစွာတားရုံနဲ့ဆွဲပေးပါမယ်ခင်ဗျာတလင်းလာသားသမီးမိတ်ဆွေတို့ဒီနောင်25ခုနှစ်7လပိုင်းအတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုအခက်အခဲအကြအတဲလေးတွေကြားတဲ့ကနေရုံထွက်ခြင်းနဲ့စိတ်ကလေးတွေဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေတခုခုကိုလုံလိုက်ရင်ကောင်းမှာဆိုတာမျိုးအလင်းစလို့ကြိတ်မနိုင်ခင်မရအဖြစ်နေတော့ကာလဖြစ်တယ် သူများတွေရဲ့အိမ်ငွေရေးကြားထဲမှာအိမ်ဆောင်ရေးကြားထဲမှာ မိသားစုကြားထဲမှာဇေဒနာတွေကြောင့်ဝေဒနာဖြစ်တဲ့အာမျိုးကြားမြန်နေတာမျိုးတွေနော်ကြုံတွေ့နေရတယ်ဂျာသုံးရမုံငင်ကောင်းမှုဆိုတဲ့အတိုင်းပဲသူများတွေရဲ့မိသားစုရေးကိစ္စအိမ်ငွေရေးကိစ္စဆက်လာလို့ဂျာသုံးရကိစ္စတွေဇေဒနာတွေဝေဒနာမပေါ်ဘူးလို့အကြောင်းနဲ့ပုံမိခါမှာကိုယ့်ရဲ့ဇေဒနာဝေဒနာလေးတွေမှာပြည့်ရှင်းရတတ်တော်ကာလပိုင်းခြားဖြစ်ပြီးတော့ ဟိုဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ရဲ့ယင်ထဲမှာမိမိတို့ရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်လို့အရှိန်မှလည်းမိမိတို့ရဲ့ချစ်သူကြီးသားပေါ်မှာစိတ်တိုင်းမကြခြင်းကိုကလွှမ်းမိုးခြင်းနဲ့စိတ်ကိုမှကိုဖြစ်စေခြင်းနဲ့အတိုင်းဖြစ်မလာတဲ့စိတ်မျိုးလေးတွေကြောင်းတော့အများကြီးဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေတွေ့ရပါတယ်ကောင်းပြီဒလတာကိုဆက်ပြောလိုက်အောင် နနေ့ကသတိမိတ်ဆွေတွေဟာဒီ2025ဆက်လက်လာပိုင်းပြန်မှာဆိုရင်ကံရှင်တွေကဘာကိုလှုပ်လှုပ်သိကြပါတယ်ဒီထက်နှိမ့်ချသွားနိုင်စရာကြာရှုံးသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာတော့ဘာမှမတွေ့ရပါဘူးသို့သောမိတ်ဆွေတို့တည်တာကိုလိုအပ်တာကတော့ဘာကိုဖြစ်ဖြစ်ဒီကာလတော်တွေမှာဒီ2025ခုနှစ်ရဲ့ဆက်လက်လာပိုင်းတော်တွေမှာအဲပြောဆိုလှုပ်ဆောင်တဲ့အရာတွေကိုအဲစတင်လှုပ်ဆောင်ထားခြင်းမျိုးတွေအကြံစီတွေကိုအကောင့်ထဲဖွက်ထားခြင်းမျိုးတွေ ထို့ပြင်နာမ်26က2026ဆိုတဲ့အတိုင်းပဲပေါင်းရင်း30တက္ကနန်းကိုအာပြုသောမြန်မာကလော်ဂျီယာတက္ကနန်းကိုအာပြုတဲ့စတင်ခြင်းဆိုတဲ့မဂျစ်စီယံဖြစ်တယ်အဲ့တော့သဘောတရားကတော့နောက်နှစ်မှာအကောင့်တွေကိုဘယ်လိုစတင်မလဲဆိုတာကိုလက်ရှိကာလမှာတွေးခေါ်စဉ်းစားထားရန်လိုအပ်ပြီးတော့မကြခင်မှာ မိတ်ဆွေတို့အနေနဲ့လုပ်ငန်းတွေအလုပ်တွေနဲ့ပတ်သက်လို့ရှိရင်စတင်ချင်းအမားတွေအလွဲတွေကိုလည်းအဆုံးသတ်ခြင်းနဲ့မိတ်ဆွေစုံမိတ်ဆွေညံ့တွေကိုလည်းအပြတ်ညှင်းထုတ်ခြင်းရှင်းထုတ်ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတာအတိအကျပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကံမှာတော့ဘာလို့မဆိုပြပြတ်အောင်စွမ်းဆောင်ပြောဆိုထားတာပုံမှန်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ် ်ငြိမ်းချမ်းခြင်းအေးချမ်းခြင်းကိုကိုစားပြုတော့လာဖြစ်တဲ့အတွက်မိရှင်တို့ဟာဒီကာလတော်တမှာပတ်စံရှိခြင်းထက်ငွေရှိခြင်းထက်အေးချမ်းခြင်းကိုအလိုရှိနေတော့ကာလဖြစ်ပြီးတော့ငကူကတဦးနဲ့တဦးတယောက်နဲ့တယောက်မိသားစုဝင်တွေဝေးကွာနေတော့တနင်္လာသာသမီတွေပြန်လဲစုံစည်းခြင်းနေတာမျိုး ကိုကိုနားလဲပေးနိုင်တဲ့သူမေတ္တာပေးနိုင်တဲ့သူများစွာမျှော်လင့်တောင်းတမိတာမျိုးလေးတွေဩပတ်စံမရှိရင်တော်ပြီမိသားစုတွေအေးချမ်းနေခြင်းမှာပြီဆိုတဲ့စိတ်ကလေးတွေလည်းများစွာဖြစ်ပေါ်နေတော့လာဖြစ်တယ်ထားလိုက်တော့ ဒီလာတာတော့ဒီမှာဆိုမိတ်ဆွေကိုကြမ်းပါရင်ကြမ်းပါရင်လည်းပတ်သက်လာရင်တော့ငကိုကနှလုံးနဲ့ပတ်သက်ပြီးတော့မောတက်တဲ့မိတ်ဆွေများအသက်ရှူကျက်တတ်တဲ့မိတ်ဆွေများရင်မအောင်တဲ့မိတ်ဆွေများတာမန်ထက်တော့ပို့ပြီးတည်ထားကြရန်လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဒီလာတာတော့ဒီမှာဆိုရင်အဲဆိုတော့အသက်ရှူကျက်ရှင်နေနှလုံးနဲ့ပတ်သက်ပြီးမောတာမျိုးလေးတွေဒေထိုးလေအောင်တာမျိုးလေးတွေအသက်ရှူမွားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီကာလတော့ဒီမှာသတိပြုစင်နေရလိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလောက်ကအလောက်ကနေပတ်သက်လာလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့လုပ်ငန်းအတွင်းအလောက်အတွင်းမှာ အပြိုင်ဆိုင်ရဲ့အတိုက်ခိုက်တွေများနေသောကာလဖြစ်ပြီးတော့မိမိတို့ရဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလမှာဘာကိုလှုပ်လှုပ်နှစ်ခါပြန်လှုပ်ရတာမျိုးနှစ်ကြိမ်ပြန်လှုပ်ရတာမျိုးလေးကြုံရတတ်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေကတစ်မျိုးအဲတပည့်သားချင်းတွေကတစ်မျိုးလေးတွေကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ကိုကိုယ်တိုင်အရာရာကိုဥစားမှမဲ့ကာလဖြစ်တဲ့အတွက်စိတ်ချတိခံမှသာလမ်းကြောင်းမှမဲ့လာဖြစ်ပြီးတော့အိမ်ဆောင်ချင်းအစအုပ်ဒိစာလေးမိယာကိစ္စလေးနေရာတိုင်းအိုအိချမ်းနေတဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့သတိပြုစင်ကြင်ရလိုအပ်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ် ယာယူလုပ်ငန်းတိုင်းယာယူတိုးနဲ့ပတ်သက်လို့ရှိရင်လည်းအဲနည်းနည်းလေးကြံ့ကြာနိုင်တော့လားနည်းနည်းလေးခက်ခဲနိုင်တော့လားဖြစ်ပါလေဆိုတော့နေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအပြောင်းအရွှေ့နဲ့ပတ်သက်သောကိစ္စလေးတွေယာရုတို့ယာရုတက်နဲ့ပတ်သက်သောကိစ္စလေးတွေမှာတော့နည်းနည်းလေးခိုင်းရအားနည်းမှုတွေရရှိတတ်တဲ့အတွက်တော့တတိထားစီရင်ပေးရန်လိုအပ်ပြီးတော့ဒီလဟာ နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအိုးအိမ်ချမ်းမီမီးယာထိုင်ခင်းကိစ္စအမှုကိစ္စအမွေကိစ္စတွေကိုတော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတော့အဲမပြီးမပြတ်ဖြစ်တဲ့ကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်ရမသိတဲ့လို့စတင်အစ်စ်ပေါ်လာတဲ့အခါမှာလဲချိန်ကြီးအေးလေးနဲ့ဆုံးဖြတ်ပြီးတော့ဖြစ်နိုင်ရင်နည်းနည်းလေးအချိန်ယူစဉ်းစားပြီးတော့သိချာတိုင်ပြီးကိုကိုတိုင်မဥဆောင်မဲနဲ့ဇယသမားဆွေမျိုးပညာရှင်တွေရဲ့အကူအညီကိုရယူတာပိုကောင်းပါလေအရှုံးအောင်ဖြစ်နေတော့မိသားစုဝင်တွေတင်းလာသားသမီးတွေပြန်လဲလွတ်မြောက်လာတာမျိုးတွေ အဲပြန်လဲပြီးတော့မိမိတို့ပြန်လဲပေါင်းစည်းရတာမျိုးတွေတရင်းကောင်းတွေကြားရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့စိုးရိမ်စရာမရှိပဲကံရဲ့အထောက်အကူကိုရရှိတတ်တာလည်းအစီအရာပဲဖြစ်ပါတယ်။ငိုကကံညံ့နေတဲ့မိတ်ဆွေများခုတော့ဒီလဟာဘာလို့ဖြစ်ဖြစ်တုံတိုက်တိုက်ကြတိုက်တိုက်ဘာလို့လဲဒီကနေကြသွားနိုင်စရာမရှိဘူးလေ။အဲ့တော့တုံတိုက်တိုက်ကြတိုက်တိုက်ချိတ်တို့ဆောင်ရပြီးတော့အားတုံခွန်ဆိုင်ပြေးလွားလှုပ်ဆောင်ပြေးလွားတယ်ဆိုတာအားတုံခွန်ဆိုင်စ조사လှုပ်ဆောင်ရင်ဘဝရဲ့တစ်စိချိုးတွေအနာဂတ်ရဲ့တစ်စိချိုးတွေအပြောင်းအလဲတွေရရှိတတ်တော့ကာလဖြစ်ပြီးတော့ လုံခန်းရှင်များအလုပ်ရှင်များသို့မဟုတ်ယင်းနှီးလှုပ်ဆောင်တဲ့မိတ်ဆွေများလက်ရှိအတိုင်းအတာလေးမှာမတိကြရင်မရရင်မယင်းနှီးနဲ့ချိတူပြီးတော့မဆုပ်ဖြတ်နဲ့တို့တော့မတိကြမရရဘဲနဲ့ရှိတူပြီးတော့အသုံးမပြုနဲ့မယင်းနှီးတင်မှုမယုံတင်မှုတကယ်လို့တေချာပိုင်နိုင်တဲ့အလုပ်ကိုမလုပ်တာမျိုးဆိုရင်တော့ဘာမှမဖြစ်ပြင်မယ်မတိကြတဲ့အရာတွေယင်းနှီးခါမှာအဲဆုံးဖြတ်ဆုံးရှုံးသွားတာမျိုးလေးတွေကြံ့ကြသွားတာမျိုးလေးတော့ဂျုံရတဲ့လေတို့တော့နောက်ဆုံးလက်ရှိအတိုင်းအတာလေးကပို့ပြီးတော့လုံခြုံမှုစစ်ဆတ်မှုတွေအင်မတန်အားသာတယ်လို့လည်းထပ်လောင်းပြောရမှာပါပဲဒီလာတာတော့ဒီမှာဆိုရင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင် မမဆူရင်စရာမရှိဘူးမိတ္တာကြီးကံအရှိအကံနဲ့ပတ်တိုင်းအားသာကောင်းမွန်ကိုတက်ပြီးတော့ကံကောင်းတယ်လို့ဖူးစာဘက်အိမ်ောင်ဘက်ချစ်သူဘက်တွေရရှိတတ်တာမျိုးအိမ်ောင်ကြီးနဲ့ပတ်သက်လို့အရှိကြီးနဲ့ပတ်တိုင်းလည်းအဲဆွနာလို့ပေါ့မိမိချစ်တော်မြတ်လို့တော့သူဖူးစာရှင်တွေတွေးလာတာမျိုးလေးတွေကြုံဝတ်တက်တော်လာဖြစ်တော်ကြောင်းအရှိကြီးနဲ့ပတ်တိုင်းဘာကြောင့်မှတွေးဝေးတုံဆိုင်မနေပဲနဲ့ချစ်တော်သူကိုပြောဆိုလိုက်ပါမိမိတို့ကကိုဖိပတ်ကောင်းပြီးရရှိမှာအတိအကျပဲဖြစ်တယ်သို့တော့သမီးအစားများအနေနဲ့ကတော့အိမ်ောင်ယူခြင်းစိတ်ဆက်ခြင်း ားနေပါတယ်တယောက်နဲ့တယောက်ဒုနဲ့ဒုအိမ်တော်ပြင်းချင်းဆင့်ဆက်ခြင်းလိမ့်လို့ဆောင်တဲ့ကိစ္စလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေမိသားစုကိစ္စလေးတွေကြောင့်အပြိုင်ဆိုင်မှုတွေပေါ်တက်တဲ့အတွက်ကြောင့်တမီးစားများအနေနဲ့အိမ်တော်ပြုရန်ဆင့်ဆက်ရန်အတွက်တော့တတိထားရမယ့်ကာလဖြစ်ပြီးမိတ်ဆွေတို့အိမ်တော်ဘက်ရဲ့ပဋ္ဌာန်းဆက်ရဲ့ပုဂ္ဂိုလ်ဆက်ရဲ့အကူအညီတွေမကြိုက်တာမျိုးလေးတွေအဲထို့မဟုတ်မိတ်ဆွေတို့ရဲ့တိုက်ဆွဲတို့တိုက်ဆက်တို့ဥစ္စာဆွဲတို့အဆောင်ချောက်တွေမကြိုက်တာမျိုးလေးတွေကြောင့်အိမ်တော်ပြုမယ်ဆိုမှအကြောင်းအရာမျိုးဆိုမျိုးခဏခဏလွဲချော်တတ်မှုတွေတွေကြုံရတတ်တဲ့အတွက်တော့တနေ့နာသာသမီးတွေတတိပြုစင်ကြီးကလိုအပ်ပါတယ် ဆုံးရှုံးထားတဲ့ငွေကြေးလက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲပြောဆိုတောင်းမှအားသာခြင်းကောင်းမွန်တဲ့တိုးတက်ခြင်းရရှိတတ်ပါတယ်ဒီလက်ထာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ကဒီဟိုတနင်္လာသတိများဟိုအကျိုးပေးတဲ့လုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီလက်ထာတော့ဒီမှာဆိုရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်ရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာပတိပပုဘေးရင်ဘေးဒါစံကြံတေးဥဆောင်အစိုးရကအရေးတိတခုမှတပင်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအသာကောင်းမှုပြီးတော့ကံကောင်းစီတာအသေးချာပဲဖြစ်တယ်ထို့ပြင်ထင်ပေါ်မှုကြော်ဆုံးမှုနဲ့ပတ်တိုင်လည်းအသာကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်တဲ့အတိုင်းတာမျိုးဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းလူငယ်တွေပညာရေးနဲ့ပတ်သက်လာရင်မိမိဖြစ်ချင်သောဖြစ်လိုသောအရာတွေကိုရှေ့တိုးဆောင်ရွက်ပြီးတော့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်ဆုပ်ရဆောင်ရွက်ပါဘာမှကိုညံ့စရာမရှိဘဲနဲ့စူးစမ်းရင်စူးစမ်းသလောက်ရရှိမယ်လားဖြစ်ပါတယ် အထူးသဖြင့်မိတ်ဆွေတို့ဒီကလာဟာထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေအမှုပညာရှင်တွေပကြီပမှုပေးတင်ပြီးတဲ့အဆရှိတဲ့လုပ်ငန်းတွေအခွေးတို့စိုင်းမုတ်တင်ခြင်းတို့အမည်ပေးခြင်းတို့ဒီဇိုင်းဆွဲခြင်းတို့မိမိတို့ထင်ပေါ်မှုကြော်စောမှုပါတီတို့နိုင်ငံရေးတို့အမှအဆရှိတဲ့အရာလေးထင်ပေါ်မှုအများကိုအဖွဲ့အစည်းကိုအသင်းကိုဦးစီးဦးဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုပြီးတော့ကံအထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်တို့အပြင်အမျိုးသမီးတဦးတယောက်ရဲ့မိမိရှိကိုရောက်ရှိလာတာမျိုးလေးတွေမိမိတို့ရှိကိုမဲတော်တစ်ပါးတဦးတယောက်ရဲ့အကူအညီကိုရရှိတာမျိုးလေးတွေရရှိတတ်သလို မိမိတို့ရှိကိုအမျိုးသမီးတယောက်အင်လေလာရောက်ရှိလာတာမျိုးမတင်မပဲဆွေမျိုးသားချင်းအမျိုးသမီးတယောက်အင်လေရောက်ရှိလာတာမျိုးတွေရရှိလာတဲ့အခါကံကောင်းပြီဆိုတဲ့အတွေ့ကလေးတွေတွေးပြီးတော့ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်မှုတဲ့တုတ်တမှုတွေဟာကျိန်းတွေရရှိမဲ့ကာလဖြစ်ပြီးတော့ထိုသူရဲ့အကူအညီကြောင့်များစွာလဲအဆက်အသွယ်ရရှိတတ်တော့လာများစွာလဲအစဉ်ပြေမှုနဲ့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့ကံရဲ့တိုးတက်မှုအထောက်အကူရရှိတတ်တော့ကာလဖြစ်ပါတယ်မိမိအိမ်အတွင်းမှာ ထီအစုပ်ထီအပြက်လေးတွေရှိလို့ရှိရင်လည်းနည်းနည်းလေးစွန့်ပြီးပါအဲမတုံးမလို့တဲ့အရာတွေအိုးအစုပ်အိုးအပဲ့တွေရုပ်ထုအစုပ်ရုပ်ထုအပဲ့တွေအဲဒီလိုမျိုးတော့ပဲ့နေတဲ့အရာလေးတွေဖယားကျောင်းဆောင်မှာစဉ်လို့တော့အပဲ့တွေအပြက်တွေအခွဲတွေအကျိုးတွေရှိလို့ရှိရင်လည်းစွန့်ပြီးလိုအပ်ကြောင်းနဲ့ဒါလေးတွေကိုလည်းတတိပြုစင်နေရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာလက်ရှိပစ္စည်းတွေရုပ်တရက်မထင်မှတ်ပဲပြတ်ရှလာတာမျိုးရုပ်တရက်ပြတ်စီးသွားတာမျိုး ကျွန်းသွားတာမျိုးလေးတွေဆိုရင်ဒါဟာကံရဲ့အားနည်းမှုသို့မဟုတ်ရွှေကလေးတွေပျောက်တာမျိုးအထမားတာမျိုးဆိုရင်တော့ကံရဲ့အားနည်းမှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲ twin jet ကိုစနလို့ပေါ့ဒါလေးတွေကိုတတိပြုပြီးတော့တာမန်ပြုမှုနေတဲ့ကိစ္စလေးကိုတတိထားဆင်ခြင်ပြရန်လိုအပ်ပါတယ်မိတ်ဆွေတို့ဒီတလားတာတော့တယ်မှာဆိုရင်ဘာကိုမဆိုအဲအချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းတက်တိတိချာချာစဉ်းစားပြီးတော့တွေးခေါ်ဆောင်ရပါဒါလေးတခုကိုတတ်မှာခြင်းတယ်တနေ့ကသာသမီမိတ်ဆွေတွေရဲ့ကံဟာအញ្ញံကြီးတော့မရှိပြင်မဲ့လို့အဲ ဟိုကျွန်တော်လို့ကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအញ្ញံကြီးတော့မရှိပါမယ်လို့အဲကျွန်တော်လို့ကဟိုလူလိန်ခံရတာမျိုးလေးတွေလူယုံလွယ်တာမျိုးလေးတွေကြောင့်အဲမဖြစ်ပေါ်လာသေးတော့ကိုယ့်ရဲ့စေတနာလေးတွေပုံမှုလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးလေးတွေစုံတိုက်နှက်တိုက်တွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းတွေကြုံဝတ်တက်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးတွေကိုသတိပြုစင်နေမှာအထူးသဖြင့်ထပ်မှားကြပါလေရှင်ရှင်ဝေးဝေးတော့ဘာမှတင်းနေလာတာတမီးလားဒီလားဟာပြောစရာမရှိပါမယ်လို့အလူခံပုံကိုယ်တွေဖုံးကြီးတို့ယဟန်တို့တန်ကားတို့ဘာသာရေးဆိုင်ရာကိစ္စလေ ရိုးရာတို့နတ်တို့အဆရှိတဲ့ပုံကိုယ်တွေကိုကိုမတိမယုံကြည်ခြင်းတွေပါမဝေဖန်ပါနဲ့အဲ့ဒီလိုဝေဖန်တာမှအဲ့ဒီရဲ့ကံတွေကြာလာတာမျိုးမိမိတို့ညံ့တာမျိုးညှိုးတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပြီးတော့ဒါမှအားဖြင့်မြန်မာလူမျိုးတွေမှာပဲရိုးရာဝါဝင်ဝါထက်လက်ပတ်ဆက်တယ်လို့ရိုးရာဆက်တတ်တဲ့မိတ်ဆွေများရိုးရာနဲ့ညှိုးခြင်းတွေပြူစားခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ညာတော့ဆရာထပ်မှန်ပြီးတော့ပဲတိုက်ရပြောလိုက်ပြရစီ ကောင်းပြီဒီလကတော့ဒီမှာဆိုမထင်မှတ်ဖက်ခကြီးထွက်ရတာမျိုးတွေခကြီးထွက်ရတာမျိုးတွေကြုံရတတ်တယ်မိဟောင်းဆွေဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တဲ့အဲတသမိမရရှိတော့မိတ်ဆွေများတသမိနဲ့ပတ်သက်ပြီးတော့စနားလိုပေါ့ရရှိချီတာမျိုးလေးတွေကြုံရတတ်တယ်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောကာလအပိုင်းခြားဖြစ်တယ်တပည့်လက်တာလောင်းနေတာတွေရဲ့အပြိုင်ဆိုင်အတိုက်ခိုက်လေးတွေကိုယ့်ပေါ်ညှိုးတာမျိုးလေးတွေအကိုကစေတနာနဲ့လုပ်ပြီးပြမယ်ကိုယ့်ပေါ်မှာဝေဒနာလို့မြင်တာမျိုးလေးတွေရှင်းရရတတ်တဲ့အတွက်တော့ ကိုယ့်ရဲ့ကိစ္စမှမဟုတ်ရင်နှုတ်ဆိတ်ဆိတ်နဲ့အေးအေးချမ်းချမ်းနေတာပုံပုံကောင်းပုံပြီးတော့အားသာနိုင်ပါလေမိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကဖြစ်เสียရလိမ့်မယ်ကိုယ့်အိမ်အောင်ဘက်အပေါ်မှာ တယ်ပဲပြောရမယ်နော်ကြာအာရမနာလိုက်အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်မိမိရဲ့အိမ်အောင်ဘက်ရဲ့စိတ်ကောကပေးမှုအိမ်အောင်ဘက်ရဲ့အစင်မပြေမှုညံ့မှုလေးတွေကြောင့်ဖြစ်စေမိမိအိမ်အောင်ဘက်ပေါ်မှာမိမိရဲ့စိတ်တိုင်းမကျခြင်းလွှမ်းမိုးခြင်းစိတ်တွေများနေသောကာလဖြစ်တဲ့အတွက်ဒီအရာလေးတွေကိုတော့တင်းလာတာမျိုးမိတ်ဆွေတို့ချော့ပေးဖို့လိုအပ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဘလောက်ပဲဆူဆူဒေလောက်အောင်ပျက်စီးလောက်အောင်ဘာမှစိုးရိမ်စရာမရှိတဲ့အတွက်တော့ချစ်တို့ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရင်အားသာခြင်းကိုကောင်းမွန်ခြင်းတွေရရှိတတ်ပါတယ်အလုတ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရရှိတာမျိုးတွေအဲအနေရောအခြားနေရာရောပြည်တွင်းရောပြည်ပွားရောခီးတွားရော ပတ်စပို့လုပ်ငန်းတို့ဗီဇာလုပ်ငန်းတို့ခရီးသွားတို့နဲ့ပတ်သက်ရှေ့တို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းပါတယ်နိုင်ငံခြားရဝေးခရီးသွားပြီးပါနဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်အဲပညာရေးနဲ့ပတ်သက်ရင်တော့နိုင်ငံခြားတို့ scholarship တို့အစရှိတဲ့နေရာတွေ၆တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်သွားမှုတွေကံကောင်းမှုတွေသတိကြီးရရှိမဲ့ကာလဖြစ်ပြီးတော့အဆင်ပြေမှုတွေတိုးတက်နိုင်တော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီတစ်လတာတော့ဒီမှာဆိုရင်ကိုဝင်ဆောင်မိတ်ဆွေတနင်္လာသာသမီများအတူပီယူဆိုင်ပါကိုဝင်ဆောင်မိတ်ဆွေအမျိုးသမီးတနင်္လာသာသမီများအနေနဲ့အဲ ဆရာမပြောလို့တော့ဘူးအပြတ်တော်အဆိုးတော်ဘူးသို့တော့သတိပြုစင်ညင်မှာအလေးပြင်းမာတာမျိုးတွေတွားတာလာတာနေတာထိုင်တာတွေယူတော့တာမန်ထက်ပို့ပြီးတော့ဂရုပြုစင်ညင်ရအတွက်တော့လူအကြောင်းလေးလဲထလောင်းအတီးပေးပြောလိုက်ပြရစီခင်ဗျ။ကောင်းပြီဒီတလားတာတော့ဒီမှာဘာလို့ဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမှာ တောက်ကြသားသမီးဂျာစာပရိသသမီးတွေရဲ့အကူအညီကိုရရှိအောင်စွမ်းဆောင်ပြီးတော့လှုပ်ဆောင်ခြင်းတွေကအကြံဉာဏ်ကောင်းတဲ့အထင်အကူအညီကောင်းတွေရရှိတတ်တယ်။အထူးသဖြင့်ဘာလို့လို့လို့မိတ်ဆွေတို့နေတဲ့ဒီတလာတာတို့ဒီမှာဆိုအကျိုးပေးကံကောင်းစီတော့အရက်ဟာတောင်ဆွဆူရဖြစ်ပြီးတော့စမ်းပီယာရက်ကတော့အနောက်အရက်ဖြစ်ပါတယ်။အဆက်ဆက်ရမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်ကုတက်စီရတို့ကအပန်းရောင်လို့ပန်းရောင်လို့အဝါရောင်လို့ ချွေရောင်လို့အဆရှိတဲ့အကြောင်းလေးတွေများများပါတော့အကြောင်းကိုဝစ်စင်ဆောင်ရွက်ပါလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင်နှစ်ခါပြန်လျှောက်ရတာမျိုးနှစ်ခုပြန်လုပ်ရတာမျိုးနှစ်ချိန်နှစ်ခါလွတ်ခါမှရရှိတာမျိုးတို့မဟုတ်ရင်လည်းအလုပ်နဲ့ပတ်သက်ရင်လည်းခရီးတစ်ခုကိုလည်းနှစ်ချိန်သွားခါမှစိတ်တက်ကြတာမျိုးအတွေ့တောင်းရင်လည်းနှစ်ခါတောင်းမှရတာမျိုးလေးတွေကျွန်မတတ်တော်လာဖြစ်တဲ့အတွက်တော့တနေ့လာတော့မိစေများအချိန်နဲ့နဲ့တော့ဟိုဟိုအိမ်တော်ကြီးတွေပါတဲ့အခြေကြီးတွေတော့နှစ်ခါမကောင်းဘူးပေါ့ဗျာနော်ကောင်းပြီကောင်းပြီဖြစ်ခဲ့တော့လည်းဘယ်တတ်နိုင်မလို့ဒီတစ်ခါကတော့ဒီမှာမိစေတို့ စေရပန်းဖြည့်ခြင်းတွေဘာသာရေးဆိုင်ရာကိစ္စလေးဒီမှာတော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီသောကာလပိုင်းခြားဖြစ်ပြီးတော့တရားခိုင်တာမျိုး meditation လုပ်တာမျိုးဘာသာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသို့ယွတ်တာမျိုးသို့မဟုတ်ပိပဋ္ဌာန်းစာအုပ်တွေဝေမျှတာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမှုစီပါတယ်။ကောင်းမှပြီဆရာပြန်ချုပ်လိုက်ပါမယ်။ဒီတစ်လကတော့ဒီမှာတင်းနေလာတဲ့မိတ်ဆွေများဖို့ဘာပဲဖြစ်ဖြစ်ဆရာတို့2026ခုနှစ်ကိုရောက်ရှိတော့မှာဖြစ်တဲ့အတွက်12လပိုင်းပြန်မှာတော့အစိုးရအမြတ်တွေကိုပြီးပြတ်အောင်ရှင်းတာပါ။ ဘာလို့လဲ2026ဟာစတင်ခြင်းနဲ့အသစ်စတင်ရအတွက်တော့စူးစမ်းရင်အမှန်ကောင်းသောနှစ်ဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မရှိလို့တနင်္လာသမီးတွေဒီရက်ဆောင်းလာပိုင်းတွင်မှာကိုလုတ်ခဲ့တဲ့အရာတွေအစိုးတွေကိုပြပြအောင်ဆောင်ရွက်ခြင်းဆုံးဖြတ်ခြင်းတွေလုပ်ထားပြီးတဲ့အခါ ထို့လူပဲဆုံးရှုံးရတဲ့အရာတွေကိုလည်းဟိုကထားခဲ့လိုက်ပါမိခဲ့လိုက်ပါညံ့လာတယ်ကံကောင်းခြင်းတွေကိုနောက်နှစ်မှာတည်သွားနိုင်အောင်ဒါမိကောင်းဆွေကောင်းတွေကိုအခုညီရရှိရမ်းတာကြိုးစားပါထို့လူပဲအစိုးညံ့တွေကိုထားခဲ့ပြီးတော့ကောင်းတာလေးတွေယူလောက်အောင်လေပြင်ဆင်ထားဖို့လိုအပ်ကြောင်းနဲ့2026ခုနှစ်အတွက်ကိုလည်းဆရာအသေးစိတ်ဆရာရဲ့ပြိမာအဲဖြစ်စီဘိုင်ဘာမှာ sorry ပြိမာဖြစ်စီဆရာဂျူးဂျူးမှာဖြစ်စီတစ်တော့မှာဖြစ်စီမိတ်ဆွေတို့စောင့်ကြည့်ပေးပါအောင်ဆရာလိုအပ်တဲ့ရေဒီယာလေးတွေနဲ့လာကုန်ရေဒီယာလို့ဟုတ်လားအစီအစဉ်စီရအတွက်တနစ်တာလုံးကံကောင်းစီရအတွက်ပြက်ကြိမ်ရေဒီယာလေး အမိပြန်နိုင်ရတဲ့နေရာတွေလည်းတင်ပြီးမှဖြစ်တဲ့အတွက်ကြုံလိုက်ရအောင်ဒီလက္ခဏာတော့ဒီမှာအချိုးပိကံကောင်းစီတော့ကဏ္ဍအနေနဲ့၄ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍအချိုးပိပါတယ်အချိုးပိကံကောင်းစီတော့နေသာအနေနဲ့ဆိုရင်တောက်ကြာကြာပြီးအချိုးပိပါတယ်အချိုးပိစီတော့အရာဟာတောင်ဆူဆူရဖြစ်ပြီးတော့အဆန်းတီယာရဟာအနောက်ရဖြစ်ပါတယ်အဆက်ဆက်အရာကံကောင်းစီရန်အတွက်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုပြောဆိုလောက်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့လိုရာမှုကိစ္စကိုမပြောမိမှာ ပေါပောက်လေးနဲ့ငယ်ကိုမိမိရဲ့အိမ်ရှိမြနာစာမှာဖြန့်ပြီးတော့ငှက်စာကလေးတွေကိုစာကလေးတွေတွေးပြီးတွားချင်းဖြင့်ကံရဲ့အထောက်အကူကိုရရှိတတ်တော့လာဖြစ်ပါတယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုရင်ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါမိမိတို့ရဲ့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တာမျိုး စနေသားသမီးတွေနဲ့ပတ်သက်တာမျိုးအင်္ဂါရက်တို့စနေရက်တွေတို့မှာအတက်နိုင်ရောတတိကလေးထားပြီးစင်ကြီးဆောင်ရွက်ရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီတတိထားစင်ကြီးရမယ်အယောင်နေနဲ့ဆိုရင်တော့အယောင်ကိုစိတ်ကိုထိုင်းစီတော့အယောင်လေးမိခိုးယောင်လေးအနက်ယောင်လေးဆွနာလိုကအယောင်ထိုင်းထိုင်းမိုင်းမိုင်းလေးတွေထပ်အကွက်အတူအကွေးတို့ အပေါက်ဟိုဆိုတာအစင်းလို့ဒီလိုမျိုးရာလေးတွေဝတ်ဆင်ပြီးတော့သွားရင်ကံရဲ့အထောက်အကူကိုရရှိတယ်မှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအဆက်ဆက်ရရာအစင်းမီအောင်မီတို့တက်စီရင်အတိတ်ချာပြုလို့ဒီများမိတ်ဆွေများအနေနဲ့ကတော့သူကတော့ဆိုတော့ဘုံတော်ပတိကိုတနေ့ကိုနှစ်ပတ်လုံးနဲ့ခုနှစ်ရက်တိတိအတိတ်ချာပြုပြီးတော့ဆူတောင်းလိုက်ပါကအောင်မီတို့တက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲပါလေမိတ်ဆွေတရဏသာသမီးတွေဘလောက်ပဲဆွတ်ဆွတ်ဘလောက်ပဲညံ့ညံ့စနလပိုင်းမှာအဆုံးသက်ပါပြီးဖြတ်ပါ ။နောက်ပြီးတော့ဆရာတို့2026ကိုဇာမဲ့အတူကံကောင်းရှင်နေခေါ်လာခဲ့။ဆရာကတော့မိတ်ဆွေတို့ကံကောင်းရှင်နေတဲ့အတူ2026ကိုစောင့်ကြည့်နေပြီလို့ပြောရင်းနဲ့ဒရင်ဟာတမီးမိတ်ဆွေတွေအားလုံးယရနာစိတ်ကြောက်ဇေတော်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးလို့ရှိစေဥစ္စာကြီးတိုးပွားလို့အောင်မြင်မှုတွေအလေးလေးတိုးတက်ခါအောင်ကျင်းလေးလေးပိုင်ဆိုင်လို့အစဉ်ပြေကြပါစေလို့ဆရာကဆုတောင်းထောက်ပံ့ပြုနေတယ်။ကဲ now ကျတော့လာကုန်ကန်ဒီဆရာပြေးမှာလိုအပ်တဲ့ကြေရာလေးပေါ်ပြပေးမှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးပါဦးလို့ပြောရင်းနဲ့ဒီမှာပဲညီကုန်းချုပ်